အလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဖတ်ပြပေးမှာကတော့ဆရာကြီးတက်ကတူဖုန်းနိုင်ရေးသားတဲ့မတော့ပွင့်စဲလတာဇဲဝဲ ဆိုတဲ့ဝိတ္ထုရဲ့အပိုင်း၉ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာ တောက်ပွင့်စေလတာစေဝဲမပိုင်ကိုမကိုတန်ဟန်ကသူ့ဌာနချုပ်မှခွင့်နှစ်ပတ်ရခဲ့သည်ဆို၏ခွင့်စိတ်လျင်မန္တလေး၌အလုပ်ဝင်ရမည်ဆိုသည်အကိုတန်ဟန်ခွင့်စိတ်၍မပြန်မီစိတ်ဆက်ကြောင်းလန်းခြင်းအခမ်းအနားကိုတကြံလွန်၌ကျင်းပရန် သူတို့စိုင်းပြင်းနေကြသည်မင်္ဂလာပွဲကိုတော့ဝါမဝင်မီပြုလုပ်မည်ဟုတရားသည် တန်နိုင်သူတွေဖြစ်ကြသဖြင့်စေဆက်ကြောင်းလန်းပွဲကိုပင် မင်္ဂလာပွဲလေးတမျှစီစဉ်ကြသည်ရဝေးရန်နီမှရင်းနီသောဆွေမျိုးမိတ်တင်ကဟများကို ဖိတ်ကြသည်ခီးဝေးမှဧည့်သည်များလာလျင်ညအိတ်တဲကိုနိုင်ရန်ကျွန်တော်တို့နှိမ်လုံးပြင်ဆင်ထားကြသည်အကျွေးမွေးအတွက်ကိုပင်ရန်ကုန်စထရင်ဟိုတယ်မှအထူးမှာကြားထားသည် ဆိုသည်ပွဲချိန်မီ အိမ်လုံးခြံကိုရှင်းကြသည်မမဝေတို့အိမ်ဘက်မှာတော့လူအားကမြိုင်သည်ကျွန်တော်တို့ဘက်မှာကကိုပိုကေနှင့်ကျွန်တော်သာရှိသည်ကိုအောင်မောင်းကကောင်းမောင်းရသဖြင့်ကျွန်တော်တို့ကိုအ ਨੇ ချင်းသာကူညီနိုင်သည်ကိုပိုကေနှင့်ကျွန်တော်တို့သည်ညရိုင်းများကို ရှင်းကြရသည်မညီမညာဖြစ်နေသောခြံစည်းရိုးပင်များကိုကိုက်ညှိကြသည်ခြံဝင်းတွင်ရှိသပင်တို့၏အောက်ခြေများကိုရှင်းရသည် ပျော်ပျော်နေတတ်သောသဘောကောင်းသောကိုဘိုဂေကပင်ပန်းကြီးအလုတ်ဆိုလျင် သူသာပိုးလုံသည်ကျွန်တော်ကိုတက်တာဒီကိုသာလှုပ်စေသည်ကြံမတိုင်မီတညနေ၌အကိုတန်းဟန်ကားဖြင့်တမောစိတ်စီဆင်သွားသည် သူတငယ်ချင်းအချို့စိတ်ဆက်ကြောင်းလန်းပွဲကိုလာရင်ပသိမ်မှာကြံပွဲနှွေးရန်ကြိုတင်ရောက်လာမည်ဖြစ်သောကြောင့်သွားကြိုခြင်းဖြစ်သည်ကျွန်တော်တို့အင်ဂျီရှိတ်တွင် ညင်ဒီလန်းကပိုင်ထားသော အလှမွေးထားသည့်မျက်ခင်းပြင်ရှိသည်။ဟောပချမ်းမျက်ခင်းပြင်ပေါ်မှာရေပြန်းတစ်လက်ကလဲနေသည်။ရေပန်းနှစ်သွဲကလေတွင်းမှာခြာလေလှည့်နေသည်။ဒီပချမ်းမျက်ခင်းပြင်ရောက လက်တွန်းဆက်ဖြင့်ကျွန်တော်မျက်ဖြတ်ညှိနေ၏။ခဝေးဝေးခြံတတောင်တွင်ပပိုကေကမျက်ချောင်းနှင့်အမှိုက်များကိုမိဆောင်ရှုံနေသည်။ဆက်ရုပ်ကဲ့သို့လှုပ်ရှားရင်း ကျွန်တော်ကမျက်ဖြက်ဆက်ကိုတွန်းနေသည်ယခုတလောဘာလို့လို့စိတ်ယုတ်ပမာဖြစ်နေသောကိုကိုကို ကျွန်တော်သတိထားမိသည်ရံရီတွတ်တော့တနည်းဟောတနည်းတင်းတင်းပြေတော့ပါမည်လားမနစ်ကဒီချိန်မျိုးတွင်ကျွန်တော်ကြောနှင့်လေပင်စီရေများဖွာကနေတစ်ချက်စင်ပက်လေသည်လှည့်ကြည့်လိုက်တော့ကျွန်တော်ကမမဝေကို ညနေချင်းဆိုင်တွေ့သည်ပန်းနုသွေးဝစ်စင်လျက်အမဝေကရေပန်းတလက်အနီးမှာခြံနေသည်မျက်နှာလေးကိုတော့ပြုံထားသည်တို့ရတွင်ခါတိုင်းလို ချိုလဲလဲမဟုတ်ဒီအပြုံးမှာသစုံတရားလုံးနေမှန်းကျွန်တော်တည်သည်အလုံးမသိမ့်သေးဘူးလားဆရာကြီးမသိမ့်သေးဘူးမမဝေအဲ့ဒီပဲတဝက်ကြံသေးတယ်ကျန်တော့ကိုဘူကီဆက်လုပ်ပါစီခင်ဗျာ ယုံရိပ်မပြည့်သေးသောမျက်နှာဖြင့်မမဝေကကျွန်တော်ကို စစ်စစ်ကြည့်ရင်းဆိုသည်လမ်းလျှောက်ကြမယ်လीခမညာမမဝေ၏မျက်နှာမှအပြုံးပြောက်သွားသည်အတန်မမတမာနှင့်လည်းပြောသည်လမ်းလျှောက်ကြမယ်လို့မမဝေပြောနေတယ်မင်းနားမလဲဘူးလားဟုတ်ဟုတ်ကဲ့ကျွန်တော်နားလဲပါတယ်ဒါပေမဲ့တော်တော်ကြာအကိုတက်ဟန်ပြန်လာတော့မှာ ။အော်တော်ကြမပြန်လာလား။မိုးချုံမပြန်လာလား။မမဝေဟာမင်းကိုအခုလမ်းလျှောက်ဖို့ခေါ်နေတာ။ခိုက်ကပြီ။ကျွန်တော်ကဟိုကြည့်ဒီကြည့်လုံမိသည်။မင်းဘာကြည့်နေရလဲ။အော်တော်တော့ကိုပါ။တော်တော့ဘာလုပ်မလို့လဲ။ဟိုတင်ကျွန်တော်ခွင့်ခွင့်တောင်းမလို့မမဝေညနေထားသည်တင်သွား၏ကျွန်တော်အနီးကပ်လာပြီ ကျွန်တော်လက်တွင်မှမျက်ဖြက်ဆက်ကို ဆွဲယူကာတွန့်ပြလိုက်သည်မင်းခါတိုင်းမမဝင်းနဲ့လမ်းလျှောက်မှာတတော်မေကိုခွင့်တိုင်သလားဒါပေမဲ့မမဝေးအခုကဒါပေမဲ့ရိအခုကရိလုံမနေနဲ့တော့လက်စင်းမျက်နာတဲ့အဝတ်လဲမြင်မြန်လဲကြည့်အဲ့ဒီတော့လေကျွန်တော်ဘာတက်နိုင်ပါမည်နည်းလက်စင်းမျက်နာတဲ့အဝတ်လဲပြီး မမဝေနောက်လိုက်ခဲ့ရသည် ခါတိုင်းရှောင်းနေကြ ကန်ဆောင်စီပင်ကျွန်တော်တို့ချက်ကြသည်ခါတိုင်းလိုတော့နှုတ်မရှင်ကြ ကျွန်းဆွေစီအထိကျွန်တော်တို့မတော်ကြပါမမဝေနှင့်ကျွန်တော်တို့ပထမဆုံးလမ်းလျှောက်ကြစဉ်ကထိုင်ခဲ့ကြသောတောင်ဘက်ကမ်းခြေငင်ငူလေးတွင်သာရပ်ပြီးထိုင်ကြသည်ဟိုနှစ်တုံးစီကတော့ကြံလွန်ပြီးအတန်ကြာမှလာပြည်သည်ယခုတော့ကြံပင်မကြသည်လာမင်းကြီးက အတန်ဝိုင်းလာပြီးအပြာဖြော့ဖြော့အရှိဘက်ကောင်းကင်တွင်ညနေချင်းမှာလာမင်းကြီးဖြူဖြူထွက်နေမမဝေက လာမင်းကြီးစီငေးကြည့်နေသည်ကျွန်တော်ကကံရည်ပြင်းမှ မမဝေ၏အရိပ်ကို အတွေးပူပူနှင့်စိုက်ကြည့်နေမိစိတ်ငြိမ်းနေရမှမမဝေကရုတ်တရက်ကောင်းမေသည်ခုတလုံးမင်းကမမဝေကိုဘာလို့ရှောင်နေရတာလဲ မဝေရဲ့မမဝေကိုကျွန်တော်ကရှောင်းနေတာမဟုတ်ပါဘူး။ဩဒါဖြင့်မမဝေကမင်းကိုရှောင်းနေတယ်လို့ဆိုလိုချင်သလား။ဒီလိုလဲကျွန်တော်မဆိုပါဘူးမမဝေရဲ့မမဝေကဘာလို့ကျွန်တော်ကိုဖြစ်တင်ရတာလဲ။မင်းရဲ့အရေးရောမမဝေမတွေ့ရဘူး။ချန်နေစင်အလုပ်လုပ်နေအောင်မပြောနဲ့။ဥပမာမင်းဘာလို့မင်းစာမူတွေကိုမမဝေကိုလာမပြတော့လဲ။ ကျွန်တော်မှာပြစရာစာမူတင်မှမရှိပဲဘလို့ဘလို့မင်းစာဆက်မရေးတော့ဘူးလားကျွန်တော်စူးစမ်းပါတယ်ဒါပေမဲ့ရေးလို့မရဘူးဘာလို့ရေးမရတာလဲကျွန်တော်ကမဖြေမမဝေမင်းနေတာကိုဖြေလေခက်လာကြည်လားမမဝေရေးရေးမရတာဟာရေးလို့မရလို့ပေါ့မမဝေက သူ့မျက်လုံးများနဲ့ကျွန်တော်မျက်လုံးများကို စိုက်ကြည့်သည်ဒီအကြည့်ကို ကျွန်တော်သိပါသည် မမဝေသည်ဒီအကြည့်ဖြင့်ကျွန်တော်ရင်ကို စာဖတ်မြေ ဖြစ်ပါသည်ကျွန်တော်ကမျက်လုံးများကို လွှဲပြလိုက်မောင်လေးလိုက်ခမဒီနေ့မင်းကိုလမ်းလျှောက်ဖို့ခေါ်လာတာမမဝေပြောစရာရှိလို့ပြောပါမမဝေမင်းနဲ့တွေ့စာမင်းဟာမမဝေတွေ့တန်မှန်ကောင်းလေးတယောက်ပဲစိတ်ကူးရင်တက်တဲ့ချစ်စရာကောင်းလေးတယောက်ပေါ့ကွယ် ဒါပေမဲ့အခုမဟုတ်တော့ဘူးမင်းသိရဲ့လားမင်းဟာ မမဝေရဲ့မျောလင့်ခြင်းပဲခမညာကျွန်တော်ဟာမမဝေရဲ့မျောလင့်ခြင်းဟုတ်လားဟုတ်တယ်မင်းနဲ့မတွေ့ခင်ကမမဝေဘွားဟာဘာအထိပဲမှမရှိဘူးမမဝေကချမ်းသာတယ်ဘာမှလည်းမလုပ်ဘူးဘာမှလည်းလုပ်ဖို့မလိုဘူးအင်္ဂလိပ်လိုတော့မမဝေတို့ဟာ Irish တွေလူချမ်းသာစံကုန်မြေလေးတွေပေါ့ မင်းနဲ့တွေ့ပြီးခင်မင်းရင်းနှီးပြီးရဲ့နောက်မှာမမဝေလေဒီလောကအတွက်တစ်ခုခုအ ਨੇ ဆုံးလှုပ်ပေးသွားနိုင်နေဆိုတာနားလည်လာတယ်မမဝေဝင်ခံမယ်မင်းနဲ့အတူနေရတဲ့ရက်တွေဟာမမဝေရဲ့ဘဝတစ်လျှောက်မှာအထိပ်ပဲအရှိဆုံးနဲ့အပျော်ဆုံးရက်တွေပါပဲဒါအောင်မင်းယုံမမဝေစကားကဆွေဆွေမြည်မြည်နိုင်သည်ချင်သည်ကျွန်တော်ရင်မှာ အမည်မဖော်နိုင်သောဝေဒနာတို့ပေါ်လာသည် မင်းကိုစာရေးဆရာကြီးတူဖြစ်လာလိမ့်မယ်လို့မမဝေတထစ်ချယုံနေစာရေးဆရာဘွားကိုမမဝေအထင်ကြီးတယ်မျက်နိုးတယ်လောကကိုအလင်းရောင်လဲပေးအလှလဲစင်သူဖြစ်ကြီးညိုတယ်မမဝေကိုယ်တိုင်စာရေးဆရာတော့မဖြစ်နိုင်ဘူးဒါပေမဲ့စာရေးဆရာဖြစ်လာမယ့်လူတစ်ယောက်ကို မမဝေပါရမီကုညီဖြည့်ပေးခွင့်ကိုမင်းပေးခဲ့တယ်အစကတော့လမ်းသွားရင်ဟန်လွဲဆိုသလိုပေါ့လေ ဒါပေမဲ့အခုမင်းနဲ့ခွဲသွားရတော့မယ်ဆိုတာသိရတဲ့အချိန်မှာမမဝေရှင်နေစိုးရိမ်စိတ်ဝင်လာတယ်။မမဝေအတန်လေးမှမတိမသာတုံနေသည်။မမဝေနှုတ်မှခွဲသွားရတော့မည်အဖြစ်ကိုဝန်ခံတန်ကြားရသောအခါသိပြီးဖြစ်လျက်နဲ့ကျွန်တော်အရင်မှာပိုးနာလာသည်။မမဝေဟာပန်းတပင်စိုက်တယ်ဆိုပါတော့ကွယ်။တသက်မှာဒီတပင်ပဲစိုက်နိုင်ခွင့်ရပါတယ်။ ဒီအပင်လေးအောင်မြင်ပြီးဖူးပွင့်လာမှမြင်ချင်တယ်။နောင်ကိုတော့မင်းကမင်းလန်းမင်းသွားပြီးမမဝေကမမဝေလန်းသွားရမှာပါ။ဒါပေမဲ့မင်းနဲ့တူ မမဝေနောက်ထပ်နှစ်လလောက်တော့နေရအောင်မထင်နဲ့။အချိန်တွေဟာတိတ်မရှိတော့ပါဘူးမောင်လေးလိုင်။အဲဒီရသမျှအချိန်လေးတွဲမှာအတက်နိုင်ဆုံးမမဝေကူညီသွားချင်တယ်။ဒီတော့ဘာတွေဖြစ်နေနေမင်းစာကိုမင်းဆက်ရေးပါ။ ဘာတွေပဲလုပ်နေရလုပ်နေရမမဝေရမမဝေတာဝန်ကြည့်မယ်။အော်တွေ့စာမင်းမမဝေကိုပြောခဲ့တာတတိယသေးလား။မမဝေကိုကျွန်တော်ပြောခဲ့မိတာတွေက အများကြီးဟာဘာကိုတတိယမှာလဲမမဝေ။မင်းရဲ့ပထမဆုံးဝိထုကြီးမှာမမဝေကိုရည်ညွှန်းချက်ပြုတ်လိုက်မယ်ဆိုတာ။အော်အင်းတတိယပါတယ်။ဒါဖြစ်ရင်စာဆက်ရေးပါ။မင်းဇလန်ကိုမင်း အလွမ်းနဲ့တိမ်ပြစ်ပြစ်မမဝေဖက်ရဖို့စောင့်မျှော်နေမယ်ဒီဒီချိန်တော့မမဝေ မျိုးလုံးများကိုစိတ်စိတ်ကြည့်သူမှာကျွန်တော်ပါတို့ရတွင်မမဝေစိတ်ကိုကျွန်တော်စာဖတ်၍မရပါဟောဘယ်တော့မှကျွန်တော်နားမလဲခဲ့သောမမဝေယခုတော့ပိုးနားမလဲပြီကျွန်တော်ကတပြင်းကိုရှိုက်လိုက်ကောင်းပါပြီမမဝေး ကျွန်တော်စာဆက်ရေးပါမယ်။မမဝေရဲ့မျှော်လင့်ခြင်းဟာပြည့်စည်ရပါမယ်။ချိန်နဲ့ပြီလား။မမဝေကကျုံပြပြီးနေရာမှထိုင်။ချိန်နဲ့ပြီ။ကဲလား။ဟူးထီလျှောက်ပြီးပတ်ပြန်ကြမယ်။ကောင်းပါမလားမမဝေရဲ့။ဒီကနေပဲလှည့်ပြန်ကြရအောင်။အိမ်မှာဧည့်သည်တွေပါရရောက်ကုန်ကြရောပေါ့။မမဝေမျက်နာလေးသည်မတိမတာတင်းသွား၏။ ကောင်းမမလားဆိုတဲ့စကားမင်းကဘာကိုရည်ရွယ်ပြောတာလဲခမညာဟိုဟိုတင်မင်းမပြေနိုင်ဘူးမဟုတ်လားမပြေနိုင်ရင်မပြေနဲ့မမဝေကအပြေပေးမယ်ဒီနေ့ဒီချိန်ထိမမဝေဟာမမဝေဘွားရဲ့အရှင်သခင်ကံကြမ္မာရဲ့မာလီမှုမင်းဘာပြောချင်သေးလဲကျွန်တော်ဘာမျှမပြောချင်တော့ပါဘာမျှလည်းမပြောနိုင်ပါမမဝေနဲ့ကျွန်တော်တို့ဒီ အနောက်ဘက်စီဆက်လျှောက်သည်ကျွန်တော်တို့နောက်ကျောမှာက လာမင်းကြီးရှိသည်ရှိတဲ့တဲ့ဟိုဒေါ်ဒန်တို့ထိတ်မှာက ဝင်လူစဲရဲရဲနေနေသောနေမင်းကြီးကြားမှာကမြူကပလာမြူကပလာကဖုံးအောင်ပိတ်အောင်မကြသည်စောသေးဟန်တူလေသည်မမဝေနဲ့ကျွန်တော်တို့အိမ်ပြန်ရောက်ချိန်၌နေအောင်ကလုံးလုံးမပြောက်သေးပါလာရောင်ကလည်းရှိနေသည် ကျွန်တော်တို့အိမ်ရှိမြက်ခင်းပေါ်တွင်ကလထိုင်ဘူးများပေါ်၌အကိုတန်းဟန်နှင့်လူရွယ်သုံးဦးထိုင်နေကြသည်သူတို့ခြေစပွဲမှာကဘီယာပလင်းနှင့်ဖန်ခွက်များရှိနေသည်ကျွန်တော်တို့ကိုမြင်သောအခါအကိုတန်းဟန်ပြေးထွက်လာသည်ကြည်စမ်းဝေဝေဘဲသွားနေတာလေဩဝေဝေမောက်လေးလိုက်နေကန်စားအောင်လမ်းလျှောက်သွားတယ်အဟုမှာကိုတန်းဟန်တငယ်ချင်းတွေရောက်လာကုန်ပြီ ဝေဝေဝင်းနှုတ်ဆက်ပါအောင်မမဝေကသပွဲစီတစ်ချက်ကြည်လိုက်ကုသိဟန်တို့ပဲလွတ်လွတ်လပ်လပ်နေကြပါနောက်မှပဲသူတို့နဲ့ဝေဝေတွေ့ပါမယ်ဟိုဝေဝေကလည်းခဏလေးပါစကားလေးတစ်ခွန်းနှစ်ခွန်းလောက်ဝေဝေပြောပြီးပြီကုသိဟန်တို့ပဲလွတ်လွတ်လပ်လပ်နေကြပါလို့သူတို့သမီးလောက်တယောက်နေနေဝေဝေမှာဒီလောက်တတ်တိမရှိသေးဘူးအကိုတန်ဟန်ဤမျက်နာမှအပြုံးရော့သွား၏ sorry ဝေဝေကိုသတိလွတ်သွားတယ်ကိစ္စမရှိပါဘူးကိုတို့ဘီယာတောက်နေတာကိုလည်းဝေဝေခွင့်လွတ်ပါဝေဝေမကန့်ကွက်ပါဘူးမမဝေဒီအကိုတန်းဟန်ကိုတစ်ချက်ပြုံးပြပြီးသူတို့တိုက်ပဲဆက်ထွက်သွား၏ကျွန်တော်တို့ခြံဝတွင် အကိုတန်းဟန်နဲ့ကျွန်တော်သာတယောက်မျက်နာတယောက်ကြည့်ရင်ကြံရကြ၏အကိုတန်းဟန်ကသူ့ပခုံးကျဲကြီးကိုတစ်ချက်တွန့်ပြပြီး သူတငယ်ချင်းများစီထွက်သွား၏ကျွန်တော်ကရိုးရိုးကောက်ကောက်ဖြင့်ခြံတွင်ဝင်ခဲ့ပါသည်ကြံရည်များအတွင်း၌ကျွန်တော်သည်အပြင်းမထွက်ဘဲစာကြိုးစားရည်အကိုတန်းဟန်နှင့်သူ့တငယ်ချင်းများက ယုတ်တွင်ထွက်ရေပက်ခံကြသည်ဧည့်သည်တွေဆုံးနေပြီဖြစ်သောဟိုဘက်တိုက်တို့လည်းကုပီရေကစားကြသည်တကြံခါမို့တစ်မြို့လုံးကျော်ရွှင်နေကြသည်ကျွန်တော်တို့နှိမ်ရှိလူများကအပြော့ဆုံးဖြစ်ကြမည်ထင်သည်ဟောသူတို့ထဲကျွန်တော်တယောက်တော့မပါပါတကြံတွင်မှာကျွန်တော်မပြော့တကဲ့သို့တကြံရက်များကုံဆုံးသွားမည်ကိုလည်းကြောက်ရွံ့နေမိသည် တကြံလွန်လင်းကျွန်တော်ကဝမ်းနေစွာ ပြုံးမိသည်ကျွန်တော်ရင်းနေသောဝတ္ထုကြီးနာမည်ကကျယ်မကျွေသောညများဖြစ်ပါသည်ကျွန်တော်ဖြစ်ကကျယ်ကျွေမည်ကိုစောင့်ကြည့်နေရသည်တကြံလွန်လင်းတော့ကျယ်ကျွေတော်မည်ကျွန်တော်ရင်တွင်းမှာကျယ်ရွေကျွေရတော်မည်ညနဲ့လာသောအခါငွေလာရောင်ကပိုထိန်လင်းသည် ထိန်လင်းသောငွေလာရောင်မှာ နွေစရိုက်နှင့်အညီပဝန်းကျင်သည် ပြပြရည်ရည်ရှိလာသည်လူတွေအားလုံးအိပ်၍ထိတ်ဆိတ်သွားပြီးဆိုလျင်အိုးအောငှက်တန်းကိုမမှန်ကြားရသည်။အော်သူလည်းနှုတ်ဆက်သေးကိုသိနေသည် ဖြစ်ရ၏။အိုးအောတန်းကိုအဖို့ပြုတ်ရင်ကျွန်တော်ကစာကိုရေးသည်။အိုးအောလိုပင်ဒီဝတ္ထုဖြင့်မမဝေကို ကျွန်တော်နှုတ်ဆက်သွားရမည်မဟုတ်ပါလော။ ကျွန်တော်ခန်းချင်းလေးကအိမ်ကြီးအောက်ထက်အဆုံတွင်ရှိသည်ကျွန်တော်ခမ်းမသည်ဗရောက်ပင်ကြီးကမဝေးကြံအတနေ့ည၌ကျွန်တော်သည်ညနေအောင်ပင်စားထိုင်ရသည်အိမ်အောက်ထက်ဧကန်တိုင်ခဲနာယီကြီးမှဆနနာယီထိုးတဲ့ကြားရသောအခါအညောင်းဆန့်ရန်ခိတကျွန်တော်နားလိုက်သည်ပြတင်းတကားကို ကျွန်တော်ကဖွင့်ထားသည်တကောင်လေးချိုကပြတင်းမှဝင်လာနေသည် လေချိုသည်တင်းပြန့်သောဇနံ့ကိုလည်းသေဆောင်လာသည်ပထောင်နှင်းကျွန်တော်ဤချစ်လာစွာသောပထောင်နှင်းဟောပထောင်တွေပွင့်လေပြီຫນွေညပြပြငွေလတာစဲမှာပထောင်ပန်းတို့ပွင့်ပြန်လေပြီမနေ့ဆိုရင်ပင်လုံးကျွတ်ထိန်ထိန်ဝေရော်မြည်ကျွန်တော်ရင်ကခုံလာသည်ជីជីနူးနူးမှာဆွေဆွေမြည်မြည်လေးခုံလာသည် ိမ်တကားကိုညင်သာစွာဖွင့်ပြီး အပြင်ဘက်သို့ကျွန်တော်ထွက်လိုက်။အပြင်ဘက်မှာကငွေလာရောင်သည် ပိုးထိန်တကဲ့သို့ဖြစ်နေသည်။လာမွန်တက်မှတ်ကို အတန်လွန်ပြီးပြီဖြစ်သောကြောင့်ညီမတိရိတ်တို့ခြေစွာကျနေသည်။အိုဘက်တိုင်မှာရော ကျွန်တော်တို့အိမ်ကြီးပါ မီးရောင်ကင်းလျက်လာရောင်အောင်မှာတပိုင်းဖြူတပိုင်းမဲဖြင့်စိတ်ငြိမ်စွာရက်တည်နေကြသည်။ လူသူအလုံးအိမ်မောကြနေပုံရသည်တနေ့လုံးရေကစားထားကြ၍မောလဲမောရှာကြမည်။အော်အိမ်မပြောသူဟူ၍ကျွန်တော်တယောက်တည်းသာရှိချိန်မည်။ကျွန်တော်ကအိမ်မက်တွင်၌လမ်းလျှောက်သူကဲ့သို့ဗရောက်ပင်ကြီးစီရှေ့ရှုသွားသည်။ရွေးပင်ရိပ်မှခုံတန်းလေးစီလက်မြင်နိုင်သော နေရာရောက်တွင်ကျွန်တော်ခြေလမ်းတုံသွားသည်။ ကိုတချမ်းပေါ်လာရောက်ကြနေသဖြင့်ခွေဖြူကြော့ရှင်းသောဒေသံကိုကျွန်တော်အမြင်မမနိုင်ပါကျွန်တော်ကအနာကတ်သွားပြီးအတန်အုပ်အုပ်ဖြင့်ခေါ်မိသည်မမဝေးကောင်းကောင်းကညနာကိုလက်ဝါးလေးများနှင့်အုပ်ထားရမှ မမဝေးကအလန့်တကြားမော်ကြည့်သည်ညနေလာပြီးမမဝေးမိတ်သေးပဲဒီမှာလာထိုင်နေတယ်ဟုတ်လား ထိတ်လန့်ခြင်းပြေပြောက်သွားဟန်နဲ့မမဝေကကျွန်တော်ကိုစိုက်ကြည့်နေသည်ကျွန်တော်အမေကိုတော့မဖြေပါလရောင်စင်ပတ်သဖြင့်ညညောဝင်းပနေသော မမဝေ၏မျက်နှာလေးကိုကျွန်တော်ငေးကြည့်မိသည်မမဝေ၏မျက်လုံးများနှင့်ပါးပြင်တွင် မျက်ရည်တို့ဝင်းလက်နေကြည့်စမ်းမမဝေငိုးနေတယ်မဖြစ်လို့လေမမဝေရဲ့မဖြစ်လို့ငိုးနေရတာလဲ မိမိကမှဆိုတော်သည် မမဝေသည် ကိုလေးကိုကျွန်တော်ရင်ခွင်စီရိုက်ညှို့ချ၏။ကောင်းလေးကိုကျွန်တော်ပခုံးထက်တင်ပြီးချုံပွဲချငိုတော်၏။တမင်တော့မရည်ရွယ်ပါ။မရည်ရွယ်အပ်သည်ကိုလည်းကျွန်တော်သိပါ၏။တို့ရတွင်ကျွန်တော်ဘယ်လက်ကမမဝေ၏သေးသွဲသောခါလေးကိုပည့်ရပိုက်ပွေထားမိသည်။ကျွန်တော်ညာလက်က မမဝေးကြောပြင်းလေးကို ယူရစွာပတ်သက်လျက်နှစ်သိမ့်ချောမော်မိသည်အဲ့ဒီကမှဂျင်ချင်းအမိကြသည်ပါခြင်းလဲကံမိလွမ်းဖွယ်သော အနန်းဆောင်ကို အဖုံဖုံအတွေ့အတွေ့တုံလေကျူမွေးချစ်ရည်ပြူငါမြတ်တာတာယိုအချိုးကြီးကြိုးခဲ့ရသည်ပဝန်းကျင်မှာပထောက်တင်း၍လာမင်းထိန်သားနေသည် ပထောက်ပွင့်စဲလတာစဲကຫນွေညပြပြဒီကဘာမှာအတိတ်ဟူသည်လဲမရှိအနာဂတ်ဟူသည်လဲမရှိပြီလှပတော့တခဏပြစ်ဆုံးပံမှာမမဝေနဲ့ကျွန်တော်သာရှိသည်မမဝေနဲ့ကျွန်တော်ကလွဲလျင်ပထောက်သိင်းနဲ့လာမင်းသာရှိသည် အခြားဘာမှမရှိ မရှိပြီလက်နိုးသူလားမမဝေသည်ကျွန်တော်ရင်ကို သူ့လက်လေးများနှင့်တွန်းကား နောက်တော့ဆုတ်ခွာလိုက်ကျွန်တော်ကလည်းနေရာမှမလုပ်ပါမမဝေကိုသာနိုင်ငေးကြည်မီသည် တက်တီလေးများဆုတ်ပြီး မမဝေသည်ကျွန်တော်ကို အတန်ကြာစိမ့်စိမ့်စိုက်ကြည့်နေသည်ခဏနိုင်မူအန်လေးကြိတ်လိုက်ပြီးကိုလေးကိုခြာကနေလှဲ့ကားတိုက်စီတို့ပြေးဝင်ပျောက်ကွယ်သွား၏။အော်လွမ်းပွေခနာတာဇလန်းက ဆုံးခဲ့လေပြီတကားဇလန်ဆုံးပြီမို့ဒီဇက်ကောင်ပေါ်မှာဒီဇက်ကောင်ကမနေတင်ပြီဟောမနေတင်ဒီမှာလဲကြပါလေပြီကောကျွန်တော်ရင်မှာနောင်တနှင်လဲပူသည် ဆုံရှုံလက်လွတ်ချင်းကြောင့်လဲစူနေသည် စိတ်ကိုဒုံဒုံချလိုက်မိပြီဖြစ်သောကြောင့်ဘာလို့ရမည်ကကျွန်တော်အတွက်ရှင်နေပြီကျွန်တော်ကညကလေးကအထုပ်ပိုးလေးများကို ြင်းစင်ထုတ်ပေါ်သည်နက်နက်စောစောထကားအင်ဒရီမပြည့်အပေါ်တက်သို့တက်ပြီး ကော်ဖီပို့ပေးသည်6နာရီတတတွင်ခေါက်ပြက်ရန် အကိုတန်ဟန်နှင့်အဖွဲ့ကအိမ်မှထွက်ကြသည် အကိုတန်ဟန်ကဂေါက်မရိုက်တက်ပါ သူ့တငယ်ချင်းတွေကရိုက်တက်ပြီးခေါက်အိမ်များပါလာကြသည်ခေါက်ပြက်တိုက်သောဦးလေးလည်းလိုက်သည် အကိုတန်ဟန်ကဘေးမှလိုက်ကြည့်ပေမည်ခုနှစ်နာရီခန့်တွင် အိမ်မကားကဇေတို့သွားသည်မခင်လာတွင်မကဧည့်သည်တွေရောက်တော့မို့အတော်လဲလိုက်သွား၏ကိုဘိုကေကတုတ်တန်းရမှရှိနေပေလိမ့်မည်ကျွန်တော်အတွက်အကောင်းဆုံးအခွင့်ရေးပေသည်ကျွန်တော်မကအဝယ်စားများများမရှိအခြားပစ္စည်းလည်းထူးထူးထွေထွေမရှိကျွန်တော်မှရှိသည်များပစ္စည်းတို့ကလက်ဆွဲတစ်လုံးနှင့်ဆန်သည်လူရိပ်လူချေကြည့်ပြီး အိမ်ကြီးမှကျွန်တော်ထွက်လာခဲ့သည်ကျွန်တော်လက်တစ်ဖက်မှာကလက်ဆွဲအိတ်ကလေးကိုကင်ထားသည်အခြားလက်တစ်ဖက်မှာကတော့တရောတစ်တာကလေးအိမ်ကြီးမှအလွယ်တကူခွာခဲ့နိုင်ပေမယ့်ချန်ပြင်းအရောက်မှာမမဝေတို့တိုက်စီတို့ခစ်တာလေးရက်ပြီးကျွန်တော်ကြည့်မိသည်ဟောခွဲရပါမည်ချစ်လာစွာသောမမဝေကို ကျွန်တော်ခွဲချန်ထားရရပါမည် ညာကဖြစ်ကိုကြုံရပြီးမှမမဝေအနီးမှာကျွန်တော်မရှိတော့လျင် အကောင်းဆုံးထင်သည် မမဝေအတွက်လည်းကောင်းပါမည်အကိုတန်းဟန်အတွက်လည်းကောင်းပါမည်ကျွန်တော်အတွက်လည်းကောင်းလိမ့်မည်ထင်ပါသည် ခက်ဒီမှာအကောင်းဆုံးအလုပ်ဟူသည့်တိုင်းကိုနှလုံးသားကကြည်ကြည်ဖြူဖြူလက်မခံနိုင်တော့ပါနှလုံးသားကကြည်ကြည်ဖြူဖြူလက်မခံနိုင်တော့မျက်ရည်ဟူသည်ကဝဲရသည် ဝဲသောမျက်ရည်တို့ကို အနိုင်နိုင်ထိမ့်ပြီးကျွန်တော်ကနေရာမှ အမြန် ထွက်ခွာလာခဲ့သည် ဝေးရာတို့ပါချစ်လာစွာသော မမဝေနှင့်ဝေးရာစီတို့ပါ နာဆင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်လာမယ့်အပိုင်း30ကိုလည်းစောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ